အင်အားများချီပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒဝဲထူးစီဝါရေးဇုံအေရီယာထက်ကိုစစ်ကြောင်းထိုးနေတာအခုဆိုရင်တပတ်ကျော်ရှိလာနေပြီလို့ဒေသခံတွေစီကနေသိရပါဗျ။မတ်လ17ရက်နေ့ကမမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်အင်အားတရာကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာမမကန်လမ်းတိုင်းထူးစီဝါရေးဇုံအေရီယာထက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာလို့ဆိုပါတယ်။အဲပြီးခဲ့တဲ့ဘာလောက်ခါတဲ့အနေနဲ့ဆက်ကြောက်ပါလိမ့်ပြီးခဲ့တဲ့ဘာလောက်ခါတဲ့က မောင်ကမ်းမှာပိုက်ခတ်မှုဖြစ်ပြီးတာနဲ့မူလူညောင်းဝင်စေတို့ဘာကြောင့်ပေါ့နော်အဲ့ဒီကနေစကြောင်ထိုးဝင်လာပြီးရင်းနဲ့စိတ်ကောင်းဝင်လာတဲ့သဘောရင်းနဲ့စိတ်ကစီးပွားရေးဇုံကိုလည်းနေမြင်ရှင်းမှဆိုးရိမ်နေကြတယ်အရင်ကတည်းကထူစီးပွားရေးဇုံထဲမှာရှိပြီးသားအင်အားတယောက်ကျော်လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အသက်ရောက်လာတဲ့စစ်ကြောင်းတို့ပေါင်းပြီးအင်အား200လောက်နဲ့အထူးစီးပွားရေးဇုံထဲစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီစစ်ကြောင်းဟာဝင်ဝင်လာချင်းမူရုဒေတာခံတွေကိုဖမ်းဆီးစစ်ဆီးပြီး ပြန်လှော့ပေးခဲ့တယ်လို့အခြားဒေသခံတဦးကပြောပါဗျ။အဲ့ဒီကနေ့တဆင်ရင်းနဲ့စစ်ကန်အေရီယာထဲစစ်ကြောင်းထိုးဝင်ရောက်လာပြီးဒီကနေ့မတ်လ20ရက်မှာတော့ပရဒတ်ရွာဘက်ကိုဥတီစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်။စစ်ကြောင်းကမူရူတခွင်မှာဒေတာခံတွေကိုဖမ်းပြီးတခါပြန်လှုပ်ပေးပြီးတော့စိုက်ထဲတခါဝင်စိုက်ထဲကနေပြီးတော့မှအခု ရတာဖက်ပြန်ထွေးနေတယ်လေလဒလောချင်နေဒီနှစ်ပတ်ထိတွေ့ပက်ခတ်မှုမဖြစ်သေးပေမဲ့အနီးနာကဒေတာခန်တွေကတော့ကြိုတင်တေးဆောင်နေကြရပါတယ်ဘဝမှာလူရောမရရဲ့ပလင်းနေကြီးတော့ရှောမကလူတရားမှမရှိတော့ဘူးရှင်ပြင်းနေရတာတောက်ကြီးတောက်ငယ်တွေကြီးပဲရှင်ကျမတို့လည်းတောက်ဖို့တည်ပြင်းနေကြတာလမ်းမောင်းမောလို့ခဏနာနေတယ်ရှင် စစ်ကောင်စီခံတင်းသားတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုဦးဆောင်တဲ့အဖွဲ့ဟာမတ်လ12ရက်နေ့ကပြုလုပ်တဲ့အစည်းအဝေးတွေမှာဒဝဲထူးစီဝါရေးဆောင်စီမံကိန်းအတွက်ကြိုတင်ပြင်ဆင်ထားဖို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးပြီးနောက်တစ်ရက်မှာ အထူးစီဝါရေးဆောင်ဧရိယာထဲအင်အားထပ်ဖြည်းဖြည်းစစ်ကောင်စီတပ်ကတကြောပြန်စစ်ရေးလှုပ်ရှားတာတွေပြုလုပ်လာနေတာဖြစ်ပါတယ်။